ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နောက်လာတယ်မှာအစ်ထွက်ရှိလို့လာတော့မယ် Aspiran 4.0 event အကြောင်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဆိုရင် video လေးကိုအဆုံးထိကြည့်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားခဲ့ကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ video လေးကိုဆက်လိုက်ကြရအောင် ဒီ event ဆိုရင်တော့ဆယ်လပိုင်း၃ရက်နေမှာရောက်ရှိလာမှာဖြစ်ပြီးတော့ရောက်ရှိလာတဲ့အခါမှာလည်းဘင်ကို event အနေနဲ့ရောက်ရှိလာမှာဖြစ်ပါတယ်။ပါလာမဲ့ main skin အနေနဲ့ကတော့ Conivia skin နဲ့ Fizana skin ဆိုပြီးတော့ main skin နှစ်ကောင်ပါလာမယ်။ဒါအပြင်မှာ Collider skin နဲ့နှစ်ကောင်ပါလာအောင်ဖြစ်ပြီးတော့တခြား skin မောင်းများစွာလည်းပါလာအောင်မှာဖြစ်ပါတယ်။ဘရိုနေနဲ့တကြင်ချင်းစီလဲ့မယ်ဆိုရင်တော့ diamond 210ကုန်မှာဖြစ်ပြီးတော့ daily 50% off နဲ့လဲ့မယ်ဆိုရင်တော့ diamond 105လုံးပဲကုန်ကြမှာပဲဖြစ်ပါတယ် ရိုးအနေနဲ့10ချိန်ချင်းစီလှည့်မယ်ဆိုရင်တော့ diamond 2100ကုန်ကြမှာဖြစ်ပြီးတော့ပထမဆုံး10ချိန်ကတော့ diamond 1050နဲ့လှည့်လို့ရမှာပဲဖြစ်ပါတယ်။အဲ့တော့ဘရိုးအနေနဲ့ဒီ event မှာ10ချိန်လှည့်ပြီးတိုင်းမှာအနည်းဆုံး second ကတော့3000လောက်တော့ရရှိနိုင်တယ်။ normal elite အဲမမောက် special app အဲ့လိုမျိုး second နေတဲ့ကမှာ3000လောက်ကိုတော့အနည်းဆုံးရရှိနိုင်တယ်။ကန်ကောင်းမယ်ဆိုရင်တော့ collector second တွေဝါရရှိနိုင်မှာဖြစ်ပြီးတော့အဲ့ဒီထက်ပိုပြီးတော့ကန်ကောင်းသွားမယ်ဆိုရင်တော့ ဒီ event မှာ main ticket နေဖြစ်တဲ့ Gunivia တို့ Visana တို့ကိုပါရရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီ event တော့ Bingo event ဖြစ်တာဖြစ်တဲ့အတွက် bro အနေနဲ့ Bingo တန်းတဲ့အထိရောလိုက်ရင်တော့ပတ်စံကြီးအများကြီးကောင်းတော့မယ်လို့ထင်တယ်4 Bingo လောက်နဲ့တန်းမယ်ဆိုရင်တော့ပတ်စံအလောက်ကြီးကောင်းမှာမဟုတ်ပေမဲ့5ပင်ကို6ပင်ကိုလောက်ထိဆိုရင်တော့ bro အနေနဲ့ပတ်စံနေအများကြီးထက်လိုက်ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ event မှာကျွန်တော်အကြံပေးချင်တာကတော့အဲ့လိုမျိုးဆယ်ချိန်လှည့်ပြီးတော့ပဲ အဲရတဲ့စကင်လေးတွေကိုကောင်းစင်မယ်ဒါမှမဟုတ်ရင်ကော်လာစကင်ရလို့ရညာပဲလိုက်ပြီးတော့ကောင်းစင်ကြည့်ဖို့တော့ကိုပဲပြောချင်တယ် Diamond 250 Recharges လေးတွေပဲလောက်ပြီးတော့ Free Token လေးတွေပဲကောင်းစင်ဖို့တော့ကိုပြောချင်ပါတယ်ဘင်ကိုတန်းတဲ့ ठी ကိုလိုက်ပြီးတော့မလှည့်ဖို့တော့ကိုတော့အကြံပေးချင်ပါတယ်ဒီ event မှာတော့ထုံးစံတိုင်းပဲ Free Token Phase 1 Phase 2ဆိုပြီးတော့နှစ်ကြိမ်လာမယ် Free Token Phase 1ကတော့ ဆယ်လပိုင်း10ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပြီးတော့ free token phase 2ကတော့ဆယ်လပိုင်း18ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပါတယ်။ free token phase 1မှာတော့ free token total 16ကရရှိမှာဖြစ်ပြီးတော့အဲ reacher dash နေနေကတော့250 reacher dash ထိပ်ပါမယ်။ diamond 300နဲ့ mission နေနေကတော့ diamond 250 300နဲ့ mission ထိပ်ပါမှာဖြစ်ပါတယ်။အဲ့တော့ free token phase 2မှာလည်းအဲ့ဒီအတိုင်းပဲ diamond 250 reach data city ပါမယ် diamond 250 300တဲ့ mission ဒီပါမှာပဲဖြစ်ပါတယ် free total free token အနေနဲ့က16ကတိရရှိမှာပဲဖြစ်ပါတယ် အဲ့တော့ free token phase 1 phase 2နှစ်ခုပေါင်းလိုက်မယ်ဆိုရင်တော့ total 32ကတ်ထိရရှိမှာပဲဖြစ်ပါတယ် free token 32ကတ်ဆိုရင်3ဘင်ကိုလောက်ထိတော့ရတယ်အဲအချိန်ရင်နေဆိုရင်တော့လဲ30ဘင်ကိုအနေနဲ့ဆိုရင်တော့3ဘင်ကိုထိရမယ်အဲ့တော့ bro အနေနဲ့ဒီ main skin နှစ်ကောင်ဖြစ်တဲ့ kunivia နဲ့ vizana skin နှစ်ကောင်နဲ့တကောင်ကောင်လိုချင်တယ်ဆိုရင်တော့ဖို့ပင်ကိုလောက်ထီကိုတော့ light ကြီးဖို့တော့ကိုပြောခြင်းနဲ့အဲ့တပ်ပေါ်ဝိုင်းတော့ဆက်ပြီးတော့မလိုက်သင့်တော့ဘူးလို့တော့ကျွန်တော်ကတော့ထင်ပါတယ် ဒိုင်မွန်ထည့်နိုင်တယ်ဆိုရင်တော့ live ပါထည့်နိုင်ဦးဆိုရင်တော့မထည့်နိုင်တဲ့သူဆိုရင်တော့ဆက်ပြီးတော့မလိုက်တာအကောင်းဆုံးပါပဲဒီလောက်ဆိုရင်တော့ bro နေနေလေဒီ event အကြောင်းလေးကိုသိလောက်ပြီးတော့ထင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ video လေးကတော့ဒီနေ့တော့ဒီလောက်ပါပဲဆောင်းတိကြည့်ပေးတဲ့ကြောက်ရှင်းရှင်းဆိုင်အောင်ကျေးဇူးတင်ပါတယ်နောက် video တွေမှာဆက်လက်ဆောင်တိကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်